ရှင်းနစ်ကြာတွင်းခဲ့တဲ့ချစ်သူနဲ့လမ်းခွဲပြီးရင်နောက်ခံစားနေရတဲ့ဆိုပေမဲ့လုံးဝပြန်တွင်းမှာမဟုတ်ဘူးလို့အတီအလင်းပြောပြလာတဲ့ဒေသရှင်စုလိုက်ရန်ကုန်စင်လီနယူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဒေသရှင်စုလိုက်ကတော့တချင်းချူချူလွန်လွန်လေးတွေကိုဖန်တီးတက်တဲ့သူတယောက်ဖြစ်ပြီးအခုတခါမှလေနှွေဦးဆိုတဲ့တချင်းအစ်လေးတပုတ်ကိုဖန်တီးချပါတယ် MTV ကိုတော့ပြင်ဦးနေမှာရိုက်ကူးထားတာဖြစ်ပြီးလူငယ်တဘာဝဆန်းဆန်းတချင်းချူချူလွန်လွန်လေးတွေကိုဒန်စာအကလှလေးတွေနဲ့အားလုံးတူတူ ကလို့ရအောင်ဆိုပြီးလွယ်လာတဲ့ကားခွက်လက်နာလေးတွေနဲ့ MTV မှာရှိုက်ကူးပြသခဲ့တာပဲဖြစ်ပါတယ်။အဆိုတော့ဆူလိုင်းကဂရုလိုက်ကားမဆောင်နေပြန်လဲတီးဆိုတတ်တဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့တချင်းချူချူလေးတွေကပရိသတ်ကြမှာရေပန်းစားတဲ့ပြင်ပွဲဒီမှာလေတောက်လျှောက်ဆိုသလိုဖြောပြနေရတာပေါ့အခြေအနေပတ်သက်ပြီးတစုံတစားများနာမည်ပြက်မရှိခဲ့တဲ့စုလိုက်ကတော့ရှင်းနစ်ကြတွဲခဲ့တဲ့ချစ်သူရဲ့ထားသွားခြင်းကိုခံခဲ့ရပါတယ်အဲဒီသူကလည်းအခြားလူမဟုတ်ပါဘူးအမှုပညာအတိုင်းဝိုင်းတွေကရုပ်ရှင်မင်သားလင်းအောင်ခက်ပဲဖြစ်ပါတယ်လင်းအောင်ခက်ကလည်းအမှုပညာနဲ့ပတ်သက်ပြီးဇက်တိုက်ဆိုသလိုစူးစမ်းနေတဲ့လူငယ်ဖြစ်ပါတယ်နှစ်ယောက်စလုံးကစူးစမ်းနေတာကြောင့်ရှင်းနစ်ကြတွဲခဲ့တယ်ဆိုပေမဲ့ပေါင်းဆက်ဖို့မဖြစ်နိုင်ဖြစ်နေသေးတာပါ လင်းအောင်ခက်ကတော့အင်တာဗျူးတစ်ခုမှချက်သူရှိပါတယ်တွေးလာတာလည်းကြားပါပြီဒါပေမဲ့ပေါင်းစည်းဖို့အတွက်ကတော့တော်တော်လေးကြိုးစားရအောင်ပါမပြည့်စုံတဲ့ဘဝမျိုးပြည့်စုံအောင်ကြိုးစားရမှာပါလို့ပြောပြခဲ့ပါတယ်လင်းအောင်ခင်နဲ့စုလိုင်းတို့ကွဲကွာသွားတဲ့အကြောင်းအရာပေါ်မှာမိန်းကလေးပရိသတ်တွေကတော့စုလိုင်းဘက်ကရက်တီခဲ့တာဖြစ်ပြီး၈နှစ်ကြာတွေးလာခဲ့ပြီးတော့မှအခုချိန်ထိရှူဖို့လက်ထပ်ဖို့မစင်းစားနိုင်သေးပဲပြည့်ပြည့်စုံစုံလည်းမထားနိုင်သေးဘူး၈နှစ်ကြာတွေးလာခဲ့ပြီးလက်ထပ်ဖို့တလုံးတော်မဟာရဲ့ယောက်ျားကိုထားခဲ့တာမမားဘူးလို့ပြောနေက ြတာတွေရှိသလိုအမျိုးသားပြည်သက်တွေကဆိုရင်လေလင်းအောင်ခေဘက်ကရက်တီးပြီးကိုရဲချစ်တဲ့သူကိုပြည့်ပြည့်စုံစုံနဲ့ထားကြတာကြောင့်စူးစမ်းနေတာပေါ့ဒါမှမဟုတ် ကောင်းမွန်တဲ့ဘဝကိုရရှိနိုင်မှာဒီလိုမကြိုးစားနေဘူးဆိုရင်တော့ပိုဆိုးတဲ့ဘဝတွေကိုဖျက်ဆီးသွားရမှာဖြစ်တယ်။ဒါကြောင့်မလို့ရှောက်ချားလေးဘက်ကနေအပြေဝနားလေတယ်။ကြိုးစားနေတာကိုတည်ရတဲ့နဲ့မဆောက်နိုင်တဲ့သူကိုပဲအပြစ်မြင်မိတယ်ဆိုပြီးစုလိုက်ကိုပြစ်တင်ဝေဖန်တာမျိုးတွေရှိနေပါတယ်။လင်းအောင်ခင်နဲ့စုလိုက်တို့ကွဲကွာသွားတဲ့အချိန်မှာတော့လင်းအောင်ခင်ကိုယ်တိုင်ကသူ့ဘလောက်ထိကြေကွဲဝမ်းနေနေရတယ်ဆိုတဲ့အကြောင်းကိုဆိုရှယ်မီဒီယာမှာဗီဒီယိုနဲ့တကချပြခဲ့တာဖြစ်ပါတယ်။လင်းအောင်ခင်ကအတိအလင်းကွဲသွားတဲ့နေ့မှာဆိုရင်တော့မိခင်ဖြစ်သူရှေ့မှာဒူးထောက်ပြီးအတိ ီးအကျင့်ငိုယူခဲ့ပါတယ်။သူ့အနေနဲ့တော်တော်လေးကိုခံစားနေကြရတာပါ။အားလုံးကတော့စုလိုက်တယောက်ကခရိုနီလူကြီးတယောက်နဲ့ဖောက်ပြန်သွားတာကြောင့်လင်းရောက်ခေကြေးခွဲခံစားနေရတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။စုလိုက်ကတော့ပြက်ပြက်တတ်တာပါပဲ။လှုပ်ရှားရှိတဲ့အမှုပညာအလုပ်တွေကိုဇက်တိုက်လုပ်နေတာဖြစ်ပြီးအသစ်ထွက်ရှိမဲ့ MTV အတွက်ကိုပဲအာယုံဆိုင်နေတာဖြစ်ပြီးတော့ချစ်သူဖြစ်ခဲ့ဘူးသူလင်းအောင်ခေတယောက်ခံစားနေရတာကိုသိတယ်။ဒါပေမဲ့ဘယ်တော့မှပြက်သွားမှာမဟုတ်ဘူးဆိုပြီးတော့ပြက်ပြက်တတ်တာပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကိုကြည့်ပြီးပရိသတ်တွေက လည်းတော်တော်လေးကိုတနာနေပါဗါးလင်းအောင်ခင်ဖန်နဲ့စုလိုက်ဖန်ဆိုပြီးတော့ကွဲသွားခဲ့တာမျိုးတွေရှိပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောရှင်းနစ်ကြတွဲခဲ့ပြီးမြလက်ထပ်ဖို့တစိုးတစီမပြုတ်ပြလာခြင်းမရှိတဲ့လင်းအောင်ခင်ပေါ်စုလိုက်တယောက်ပြတ်သားလိုက်တာကမှန်လားမှားလားဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။